ရော်နီကာကတော့စတန်ဖက်ဒက်ရဲ့စိန်ခေါ်မှုကိုအချိန်မရွေးနေရမရွေးလက်ခံတယ်ဆိုပြီးတော့ကျွန်တော်တို့ပြည်သက်တည်းရှိမှာပဲရော်နီကာကမနေ့ကပြောသွားပါတယ်စတန်ဖက်ဒက်ကဂျမလေးစားမယ်တကယ်ဖိုက်တာကောင်းပါပြီးတော့သူကပါလာလာတောင်းတယ်ကြိုက်တဲ့ပုံစံနဲ့လာသူကကျိုးဝိုင်းထဲမှာကြိုက်တဲ့ပုံစံနဲ့သူကဖိုက်နိုင်တယ်တကယ်ကိုစီနီယာဖိုက်တာကောင်းတယောက်ပါတကယ်ကိုချန်ပီယံကမ္ဘာပိုင်ရှင်ဖြစ်တဲ့ ကျွန်တော်ကမလေးစားပဲမနေနိုင်ပါဘူးအဲ့ဒီတော့ကျွန်တော်ဘက်ကဘာလို့အပ်တယ်ညာလို့အပ်တယ်ဆိုတာကျွန်တော်မေးခွန်းထုတ်မနေပါဘူး तू ကစိန်ခေါ်လို့ရှိရင်ကျွန်မဘက်က welcome ပါပဲဆိုပြီးတော့ပြည်သက်တွေကိုအခုလိုပြောပါတယ် Stanford က MMA ဖက်ကရော Thai Muay Thai ရော Kickboxing ရောအကုန်လုံးရပါတယ်ပြီးတော့ကဘာကျော် fighter တွေညက်လဲတကယ်ကို तू အများကြီးတွေ့ကြုံရှိပြီးတော့ထိုးတက်ခဲ့ပူပါတယ်တကယ်ကို champion ကမ္ဘာပိုင်ရှင်လည်းဖြစ်တယ်သူကငယ်လေးကလေးကနေလည်း တကယ်ကိုရေခမ်းမြေခမ်းနဲ့သူကတက်လာတယ်ဆိုတော့တကယ်ကိုတင် जा ဖို့ပိုင်းမှာလဲရန်ကိုထက်လန့်ရှိတော့ကျမသူ့ကိုလေးစားပေးတာပါဒါပေမဲ့ तू ပြခဲ့တဲ့ရက်ကသူဂျပန်ဖိုက်တာမှနဲ့ထုတ်တက်ခဲ့တဲ့တုန်းက तू နှချီလောက်မှာပဲစပြီးတော့ तू တက်လုံးကြလာတာကိုတွေ့ရပါတယ်ဒါပေမဲ့လည်း तू ကဇွဲမလျှောက်ပါဘူးတကယ်ကိုဂျပန်ဖိုက်တာမှကိုသိက္ခာရှိနေ तू ရှုံးခဲ့ပါတယ် तू ရှုံးတော့လည်း तू အပြုံးမပြတ်ပါဘူးဘယ်တော့မှ तू ရဲ့ပုံဆောင်ရန်သဘောကျတယ် တော်တော်လေးလက်ချစ်ဖို့ကောင်းပါတယ်။ဒါပေမဲ့ तू ကကျမကိုစိန်ခေါ်တော့လေကျမကမင်းကိုနေထုတ်နေတော့ပါဘူး။ကျမဘက်ကအကောင်းဆုံးစူးစမ်းပြီးတော့တတ်နိုင်တဲ့ကျွမ်းကျင်တဲ့အရာနဲ့ကျမတိုက်ခိုက်မှာပါ။လူတိုင်းကပြည့်စုံတယ်ဆိုတော့မရှိပါဘူး။ကျိုးဝိုင်းထဲမှာဘာမှမဆိုဖြစ်နိုင်တာပဲဆိုပြီးတော့ပရိုနီကာကပရိသတ်တွေမီဒီယာတွေရှိမှခုလိုပြောသွားပါတယ်။ကြည့်ပရိသတ်တွေရောအပိတ်ဖို့အစဉ်သက်ပဲလား။